တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ပြည်သူပြည်သူဆိုပြီးအချိန်ပြည့်ပြည်သူပဲကြည်ကြည့်နေပါနဲ့။ကျုပ်တို့အောက်ခြေစစ်သားတွေကိုလည်းကြည်ပါ။ဒီနေ့ကတော့ပတ်မဦးဆုံးအလုံးတိချင်းနေဆိုပြီးမှရေးလိုက်တဲ့အတွက်အကြောင်းဘုံဘုံလေးနည်းနည်းလေး update လေးလုပ်ပေးချင်တယ်။ကျတို့ KIAD က April 2ရက်နေ့ကနေ22ရက်နေ့အထိရာရီပစ်ခတ်ရက်စချင်းကိုလုတ်ထားတဲ့အတွက်အကြောင်း တိုက်ပွဲပေါ်ဆောင်ခြင်းမရှိဘူးခွေးယူးတွေခွေးယူးပြန်တဲ့အချိန်ကျမှပဲကျွန်တော်ကတိုက်ပွဲတွေပေါ်ဆောင်တဲ့အတွက်အကြောင်းခွေးယူးတွေအခုတရက်နှစ်ရက်နားနေတယ်ဒါကြောင့်တိုက်ပွဲအကြီးအကျယ်မဖြစ်ဘူးဒါပေမဲ့ဒီဝါရဇုမာတော့တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်မတ်လဒုတိယပတ်မှာမင်းစန်တန်ခွေးအဖွဲ့တွေနဲ့ပြည်သူစစ်နဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးမှာ ကျတို့ KIA ရဲ့စခန်းအသေးလေးကိုသူတို့ယူသွားတယ်ဒါပေမဲ့မတ်လလကုံရက်မှာကျတို့ KIA ကနေမှ ခွေးရှင်နေရေကိုလုတ်တဲ့အတွက်ကြောင့်စခွေးစခန်းအကုန်ပြောင်းသွားပြီခွေးစခန်းပြောင်းတာတမ်ကခွေးအနံ့ကိုလုံးဝမနံတော့တာဖြစ်တယ်ဒါပေမဲ့ April ပထမပတ်မှာလဲသူတို့တခါလာခဲ့တယ်အဲ့မှာပြည်သူတွေရဲ့အိမ် အတော်လေးမြှို့ခဲ့တယ်အခုဒီ73ရက်နဲ့74ရက်နဲ့95ရက်နဲ့ဒီ3ရက်တိုက်ပွဲအကြီးကျယ်ပြန်ဖြစ်တယ်ပြည်သူစစ်မင်းစင်တန်တပ်ဖွဲ့တွေနဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးမှဝါရစုပ်ကိုပြန်လာတယ်လေရင်နဲ့လည်းနေတိုင်းလိုလိုဘုံကျင်းနေတယ် ဆိုတော့အခုဒီ73ရက်ကနေ95ရက်နဲ့အထိဆိုလို့ရှိရင်ဒီ3ရက်ထဲမှာစစ်ခွေးတွေအများကြီးတည်သွားတယ်။သူတို့စစ်ရှုံးတွေအတွက်ကြောင့်ဒီမတ်လတုန်းကဒီဝါရဆုမှာမြှို့ခဲ့တယ်။ကြံနေတဲ့အိမ်ကိုဆက်လက်ပြီးမှသူတို့ရှို့တယ်။ဆိုတော့အခုကျတော့ယူအလုံးကျွတ် ကုံသွားသလိုတောင်ဖြစ်သွားပြီ။ပြီးတော့အဲ့မှာစိတ်မနှံတဲ့ယောက်ျားတယောက်ကိုလည်းသူတို့ပြစ်တက်လိုက်တာဖြစ်တယ်။ဘုံကျဲတာတွေလုတ်သေးတယ်။ဆလပီတိုက်ပွဲဖြစ်နေတယ်ကျတော့ကချင်းပြည်နယ်မှာဆိုလို့ရှိရင် အခုဒီဝိုင်းမော်ဘက်မှာလည်းနေ့တိုင်းလိုလိုဘုံကျဲတယ် ထိုးစစ်ဆင်မှုတွေအများကြီးရှိနေတယ်ခွေးတွေကတော့ခွေးယူးပြန်လာတဲ့အတွက်ကြောင့်သူတို့ကရက်ရက်ပြစ်ခတ်ရက်ဆဲသလားမရက်ဆဲဘူးလားသူတို့ကစာဖတ်တတ်တယ်ရဲတတ်တယ်စာရဲ့အသိပေကိုနားမလဲတဲ့ခွေးတွေဖြစ်တဲ့အတွက်ကြောင့်နေရာတကာမှာထိုးစစ်ဆင်တာတွေတော့လုပ်နေတယ်ဆိုတဲ့အကြောင်းအောင်ပြောချင်တဲ့ဒါတော့ကျွန်တော်ကချင်ပြည်နယ်ရဲ့ update လေးပေါ့နော် နောက်တစ်ခုအနေနဲ့ကတော့တကြံကိစ္စနဲ့ပြောချင်တယ်ဆိုတော့တကြံမှာလူလူမျိုးကိုကြွပြောချင်တယ်တမျိုးကတော့ဖုန်ကြီးကြောင့်ဒီငလင်ကြောင့်ပျက်စီးသွားတာမကဘူးနော်ဒီစစ်ခွေးတွေရဲ့လေရင်ဘုံကျဲမှုကြောင့်ဖုန်ကြီးကြောင့်တွေအများကြီးပြန်ပျက်စီးသွားတယ်ဥပုပ်ဆောင်တဲ့ပြည်သူတွေလည်းအများကြီးတေသွားတယ်ဒါကတော့ ကိုကောင်းတာလုပ်ပေမဲ့ခွေးယူပြန်တဲ့နိုင်ငံမှာနေတဲ့အတွက်အကြောင်းကျတို့ one ဆရာကြဲကွဲဆရာဖြစ်ခဲ့တယ်။နောက်တစ်ခုကတော့လူလူမတိတတ်တဲ့ကျတို့မြန်မာပြည်သားတွေအတွက် one နေတဲ့ဒီအစိမ်းခွေးတွေကိုတော့ကျွန်မပြောဘူး။ဒါပေမဲ့ဒီနေ့ကျတို့ကတော့ခွေးတွေကိုမထောက်ခံဘူးဆိုတဲ့ပြည်သူတွေနောက်တစ်ခုကတော့ဂျားနယ်ကိုထောက်ခံတယ်ဆိုတဲ့ပြည်သူတွေအဲ့ဒီမျိုးကိုတော့ပြောချင်တယ်။အခုဒီကျတို့ကချင်ပြည်နယ်တနိုင်းချောင်းတကြမ်းမှာ တချို့ကတော့ဓာတ်နဲ့တက်ဖြတ်မှုတွေလုပ်တယ်ဒါပေမဲ့တချို့ကျတော့မတည်ဘဲနဲ့ရှင်းညလန်းအတုံးမကြတော့ဘူးတည်တော့မတည်ဒါမျိုးမတားတယ်အများကြီးရှိတယ်ပြင်တချို့ကျတော့ရိုင်းရိုင်းတောင်မပြောချင်ဘူးဆော့တာများလွန်းတော့လေအဲ့တနိုင်းချောင်းမှာရေနစ်တည်တာတွေ30ဝန်းကျင်ရှိတယ်ဆိုတာသိရတယ်ပြီးလို့ရှိရင်အခုဒီရန်ကုန်မှာလည်း၃လရောက်ကိုပေါ်တာဆွဲသွားတယ်ဆိုတာသိတယ်။အခုမြန်မာနိုင်ငံမှာ ကို့အိမ်မှာနေတာတောင်မှအိမ်ပေါ်ထစ်တက်ပြင်းမှာပေါ်တာဆွဲပြင်းမှာစစ်မှုထမ်းနေတဲ့အချိန်မှာကျတို့မြန်မာနိုင်ငံကအံ့ဩစရာကောင်းတယ်နော်အချက်တရားမရှိဘူးကိုချင်းစာနာစိတ်မရှိဘူးအတိညာလုံးဝဖွင့်ပြမှုမရှိဘူးသူများတွေဘလောက်အထိကြေကွဲနေတယ်လဲနာကျင်နေတယ်လဲဆိုရလဲမစင်စားဘူးအခုဒီစစ်ခွေးတွေပေါ်တာဆွဲလို့ရှင်တော့ငရုတ်ကိုပေါ်တာဆွဲသွားပြီးမော်အော်နဲ့အဲ့လိုပဲပြောချင်တယ် ီတကြံမှာမပြော်ရလို့ရှိရင်နင်တို့ကတည်သွားမှာမို့လို့ဒီလောက်အထိတကြံထဲမှာနင်တို့ထအချင်နေကြတာလေတိတ်တော့မပြောချင်ဘူးနော်အစိမ့်ကြီးကတော့အုံနှောင်မရှိလို့ထအခုတော်လန်ကြီးမိသားစုထဲကကလေးတွေရောကြားနေဆိုတဲ့ကလေးတွေရောဘလို့လောက်ကြတယ်လဲတော့နားမလဲဘူးနော်သူများစားတဲ့သမင်းတွေနင်းတို့မစားကြဘူးလားဆိုတာပဲနင်းနဲ့အံ့ဩစရာကောင်းတယ်ဆိုတော့အခုဒီကြံထဲမှာပါသွားတဲ့သူတွေနင်းတို့ကိုဖမ်းမိတယ်ဆိုလို့ရှိရင်နင်းတို့ကိုတော့အချောင်တော့မထားတော့ဘူးနင်းတို့ကကဲလို့ဖြစ်တာ ကိုအိမ်မှာကိုနေလို့ဖမ်းမိတယ်ဆိုလို့ရှိရင်တော့တနာမှုရှိအောင်မယ်အခုကလိုရာထက်ပိုပြီးမှကဲလို့ပါသွားတယ်ဆိုလို့ရှိရင်တော့နော်အော်လဲမအော်နဲ့ပြီးရင်အခုဟိုမှာတနိုင်းချောင်းမှာမျောတည်သွားတဲ့လူတွေလည်းမတနာဘူးလို့ပဲပြောချင်တယ်ဒါတော့တကြံကိစ္စနော်ပြီးရင်အခုကျွားတို့နောက်တည်င်းတပုတ်အနေနဲ့ကတော့အခုကျွားနဘဲနားမှာပြထားတဲ့ဒီဥစ္စာကအခု နေပြီးတော့မှပျက်စီးသွားတဲ့အိမ်ဒီဒီအနီကတော့လုံးဝယူလို့မရတော့တဲ့လူအထက်ကိုဝင်လို့တောင်မရတော့တဲ့အဆောက်အုံတွေဖြစ်တယ်ဆိုတော့ဒီအဲမှာခွေးချဘူးအိမ်ပါသွားသလားဆိုတော့စဉ်းစားဆရာရှိတယ်။သူပဲရက်ွက်မှနေတယ်လည်းမသိဘူး။အခုဒီနေပြီးတော့ရက်ဓာတ်ပုံတွေအများကြီးထွက်လာတဲ့အခါမှာလူပြူဆောင်ဆိုတာကြီးကတော့ နည်းနည်းလေးပျက်စီးတယ်ပြန်ဖာလို့ရတယ်ဆိုတဲ့အပိုင်းတွေရှိတယ်ဆိုတော့လူပြိုဆောင်တွေမှာကျတော့အဆင်ပြေတယ်ဒီဝန်ထန်းအိမ်ဒီလည်းအနီရောင်အများတယ်အဝါရောင်ကနေတယ်ဆိုတော့အဝါရောင်ကတော့အကုန်မပျက်စီးဘူးဒါပေမဲ့နေလို့မရဘူးအနီရောင်ကလုံးဝအထဲတောင်ဝင်လို့မရတဲ့အဆင်ဖြစ်တယ်ဆိုတော့အခုငလီလုတ်တဲ့ခါမှာသူ့အိမ်လေးပြိုမှာပဲလေတန်းရွှေတောင်မှကားကိုတောင်နားမှာနေရတယ်ဆိုတော့ ခွေးကျဘူးအိမ်လဲပါသွားပြီပေါ့နော်ဒါတော့ကျမတို့ရဝမ်တာဆီယာတကာထဲမှာဝမ်တာဆီယာပဲအခုဒီငလင်ထဲမှာ နေပြီးတော့ပါသွားတာတော့ကျမအတိုင်းထက်အလွန်ဝမ်တာတယ်ကျတော့တော်လာရဲတွေမလုံနိုင်တဲ့အလုပ်ကိုငလင်လုတ်သွားတယ်လို့ပဲ ကျွန်တော်ကတော့အဲ့လိုမျိုးပြောရမှာဖြစ်တယ်ဆိုတော့အခုငလျင်ထဲမှာသူတို့အိမ်တွေပါသွားတဲ့အတွက်ကြောင့်အခုခွေးကျဖို့ကတော့ခွေးယူထက်တောင်ပိုဆိုးနေတယ်ဘာနဲ့တောင်နှိုင်းရှင်ရမှာမသိဘူးအဲ့လိုမျိုးတရိษံဖြစ်တဲ့အတွက်ကြောင့်အခုသူကတော့ non stop ကျွန်တော်မြန်မာပြည်မှာနေရတကာကိုဘုံကျဲတယ်ဒါကိုဇော်မဲလိန်ကတော့အခု KIA တွေ not KNU တွေ PDF တွေကတော့ဘယ်နှမှာဘာတွေလုံနေကြတယ်လို့ပြောရပေမဲ့ဒီမတာကောင်ရဲ့ပါဇက်သေးကနေမှသူတို့လေရင်နဲ့ဘုံကျဲတာတော့တခုမှဖော်ပြထားတာမတွေ့ရဘူး ပြီးရင်နောက်တစ်ခုကတော့အခုဒီလအတွင်းထဲမှာကျွန်တော်ဒေါ်လာရဲနဲ့အတူဒီ NCA အရင်ကတော့ NCA ထဲမှာ စာချုပ်ချုပ်ထားတဲ့ကျတော့တိုင်းရင်သားလက်နက်ကိုင်း10ဖွဲ့ရှိတယ်အဲ့ဒီကနေမှ3ဖွဲ့ဖြစ်တဲ့ CNF ရဲ့ KNU ရဲ့ ABSDF ရဲ့တို့3ဖွဲ့ကတော့နှုတ်ထွက်သွားပြီဖြစ်တဲ့အတွက်အခု9ဖွဲ့ကျန်သေးတယ်အဲ့9ဖွဲ့ကတော့3လတစ်ကြိမ်အစည်းအဝေးလုပ်တာဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့အခုဒီတစ်ခါကျတော့ကျတော့တော်လာရဲတွေပါဝင်တဲ့အစည်းအဝေးကိုလုပ်မှာဖြစ်တယ်ဒါကြောင့်ဒီအစည်းအဝေးဟာခါတိုင်းလုပ်တာထက်ပိုပြီးမှအစ်စ်မြင့်တဲ့အစည်းအဝေးဖြစ်နိုင်တယ် ကျမတို့တယောက်သေးရဲ့ယုံကြည်ချက်နေနဲ့ပြောမယ်ဆိုရင်တော့ဒီအစည်းအဝေးဟာအကောင့်ဘက်ကိုလေ့လာနိုင်တဲ့အစည်းအဝေးဖြစ်တယ်လို့ကျမကအဲ့လိုခံယူတယ်။ဘာကြောင့်လဲဆိုတော့ NCA ထဲမှာလက်မရေးထိုးထားတဲ့တယင်တာလက်နဲ့ကင်ခုနှစ်ဖွဲ့ကလည်းအခုခွေးတွေဘလို့လုံနေတယ်လဲပြီးသူတွေကိုဘလို့တတ်နေတယ်လဲဆိုတာလဲသူတို့ကအကုန်တိပြီးပြီးမြင်ပြီးပြီးကြားပြီးပြီးဒါကြောင့်သူတို့ကိုယ်တိုင်လည်းခံစားနေပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွားတို့တော်လန်ရေးတွေနဲ့သွားဆွေးနွေးတဲ့အခါမှာတော့အဆင်ပြေလာလိမ့်မယ်လို့တော့ကျမအဲ့လို နဲ့အဲ့ထဲမှာဘဒူဒီပါတလေဆိုတော့ရခိုင်ပြည်လို့မြောက်ရဲပါတီကရင်နဲ့မျိုးသားအစည်းအရုံးကရင်မျိုးသားတပ်မတော်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နဲ့ဘိုအိုမျိုးသားလို့မြောက်ရဲအဖွဲ့ချုပ်မွန်ပြည်တစ်ပါတီလာဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ချန်ပီယံနဲ့ပြန်လဲထူထောင်ရဲကောင်စီ ဒီခုနှစ်ဖွဲ့ကြံသေးတာဖြစ်တယ်ဒီအဖွဲ့တွေနဲ့ဆွေးနွေးမှာဖြစ်တယ်ဥဆောင်အဖွဲ့ဆိုတာကခုနှစ်ဖွဲ့ကနေမှသူတို့ရဲ့ခေါင်းကြီးပေါ့နော်တဖွဲ့တဖွဲ့စီထဲကခေါင်းအကြီးနှစ်ယောက်နှစ်ယောက်နဲ့ဖွဲ့စည်းထားတဲ့ဥဆောင်ဖွဲ့ဖြစ်တယ်ဒီဥဆောင်ဖွဲ့နဲ့ကျွန်တော်တော်လန်ရဲတွေကနေအဲတွေ့ဆုံတဲ့အစည်းအဝေးကိုဒီလာမှာလုပ်မယ်ရက်ကတော့အတိအကျသူတို့မထုတ်ပြန်သေးတာဖြစ်တယ်ဒီ NCA ထဲမှာ ဆက်လက်ပြီးမှရှိနေတဲ့ဒီတိုင်းရင်းသားခုနှစ်ဖွဲ့ကတော့စစ်ခွေးတွေနဲ့၃လတကြိမ်တွေ့တယ်အဲ့၃လတကြိမ်ထဲမှာလဲသူတို့၂008အခြေခံဥပဒေဖွဲ့စည်းပြင်ဆင်ရေးနဲ့ငင်းချမ်းရေးနဲ့ဆိုင်တဲ့ဥစ္စာဆွေးနွေးခဲ့တယ်လို့ပြောတယ်ဆွေးနွေးတဲ့အခါမှာလဲဒီခုနှစ်ဖွဲ့နဲ့တခါတည်းဆွေးနွေးတာမဟုတ်ဘူးတဖွဲ့ပြီးတဖွဲ့တဖွဲ့ပြီးတဖွဲ့ဆွေးနွေးတယ်ဆိုတော့ဒီအဖွဲ့နဲ့စစ်ခွေးတွေဘလို့ဆွေးနွေးမလဲဆိုတာကိုဟိုတဖွဲ့ကမသိဘူးတကယ်ဆိုလို့ရှိရင်စီဝဲတယ်ဆိုလို့ရှိရင်ခုနှစ်ဖွဲ့နဲ့စစ်ခွေးနဲ့သူတို့အားလုံးပေါင်းပြီးမှဆွေးနွေးရမှာ ဖြစ်တယ်ဒါပေမဲ့စစ်ခွေးကတော့ဒီလိုမျိုးမဟုတ်ဘူးသူခေါ်ဆွေးနွေးခြင်းနဲ့အဖွဲ့ကိုခေါ်ပြီးမှဆွေးနွေးတယ် NCA အတွက်စာချုပ်ချုပ်ဆိုထားတာကအခုဆေးစုနဲ့နှခုရောက်လာပြီ DNCA စာချုပ်ဖြစ်မြောက်ဖို့ရာအတွက်ဆေးစုနဲ့ဘလောက်လိုအပ်တယ်လဲနော်တကယ်ဆိုလို့ရှိရင်ငါတို့အားလုံးတိုင်းရင်းသားတွေဖြစ်တယ်ကျတော်တို့တိုင်းရင်းသားအချင်းချင်းဖြစ်တယ်ဗမာဘာလို့ချင်းတယ်လဲကချင်ဘာလို့ချင်းလဲကရင်ဘာလို့ချင်းတယ်လဲပေါ့နော်ကျတော်တို့တိုင်းရင်းသားတွေအားလုံး ပါလိုချင်းတလဲဆိုတဲ့ဥစ္စာကိုညှိနှိုင်းပြီးမှလုတာကတော့တနစ်တော့အဆင်မပြေနိုင်ဘူးနည်းနည်းအဆင်မပြေဘူးထားလိုက်ဒါပေမဲ့၃နှစ်ဆိုလို့ရှိရင်တော့နည်းနည်းအဆင်ပြေမယ်၄နှစ်နည်းနည်းပြေအများဆုံးဆိုလို့ရှိရင်၅နှစ်လောက်မှ DNCA ဆိုတဲ့စာချုပ်ကတော့အလုံးဝအကောင့်ထည့်ဖို့ရမှာဖြစ်တယ်ဒါပေမဲ့အခုဆေးစုနဲ့နှုတ်စုကိုရောက်လာပေမဲ့ဒီနေ့ဒီရဲ့အချိန်ထိ NCA မထမြောက်တာဟာစစ်ခွေးတွေဘက်ကနဲ့တမင်တက်တက် ကျွားတို့ကိုကြိုးရှိရှိလမ်းထားတယ်နင်းတို့နဲ့ငိုတို့နဲ့ညှင်းချင်ရေးယူထားတာဖြစ်တဲ့အတွက်ကြောင့်ငိုတို့ကပြစ်လို့မရဘူးဆိုတဲ့ပေါ်မှာသူတို့ကအခွင့်အကောင်းယူပြီးမှကျွားတို့ပြည်နယ်ဒီထဲမှာတိုင်းဒီထဲမှာစစ်ခွေးစခန်းတွေအများကြီးပေါ်ဆောင်တယ်ပြီးရင်ဒီ NC စာချုပ်ဟာတပားနိုင်ငံနဲ့ကျွန်တော်စာချုပ်ချုပ်ဆုံထားတာမဟုတ်ဘူး။တမြေထင်းနဲ့တရေထဲတောက်တဲ့တိုင်းရင်းသားတွေဖြစ်တဲ့အတွက်ကြောင့်ဘာကြောင့်ဒီလောက်အထိကြာရှည်အောင်ကျွန်တော်ကဒီစာချုပ်ကိုအကောင့်ထည့်ဖို့ရမှာလဲ။နော်ဒါကြောင့် NCSR ချုပ်ထဲမှာရှိနေသေးတယ်တိုင်းရင်သားလက်နက်ကင်တွေလည်းစဉ်းစားကြည့်ပါဒီနှစ်ကျွားတို့ကစစ်ခွေးတွေနဲ့တိုင်ပင်တဲ့အခါမှာစစ်ခွေးတွေရဲ့နည်းမြေကိုလိုချင်လို့တွားတောင်းနေတာလုံးဝမဟုတ်ဘူးဘာကြောင့်မို့ဒီလောက်ထိကြာရတာလဲစစ်ခွေးတွေကသာလူစိတ်ရှိတယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့အစိုးရဖွဲ့ကိုဖွဲ့မယ်။နင်းတို့ကချင်နေနင်းတို့ရှမ်းနေနင်းတို့ကရင်နေနင်းတို့ကရနီဒီနင်းတို့ရခိုင်နေနော်တိုင်းရင်းသားတွေအားလုံးကိုယ့်ရဲ့နိုင်ငံမှာအစိုးရတခုကိုဆွဲပြီးမှငြင်းငြင်းချမ်းချမ်းနေရမှာဖြစ်တယ်။ဖက်စစ်ဒီကိုတော်လန်ပြီးမှမြန်မာနိုင်ငံသားတွေအားလုံးငင်းငင်းချမ်းချမ်းနဲ့လွတ်လွတ်လပ်လပ်နဲ့သူများရဲ့ကြုံမဖြစ်ဘဲနဲ့နေနိုင်ဖို့ရအတွက်ကျတော့အားလုံးပေါင်းပြီးမှဒီလွတ်လပ်ရေးကိုရရှိခဲ့တာဖြစ်တယ် ဒါပေမဲ့နင်တို့ရှစ်ခွေးတွေထင်တာကဖက်စစ်ကိုမောင်းထုတ်ပြီးတဲ့အခါမှာနင်တို့ငရုပေါ်မှာအုတ်ချုပ်ပါလို့နင်တို့ကိုငရုခွင့်ပေးထားတယ်လို့နင်တို့ကထင်တော့ဒီနေ့ဒီရဲ့အချိန်အထိနင်တို့ကငရုကိုအုတ်ချုပ်ချင်နေတာလားဆိုတော့အခုဒီ NCA ထဲမှာပါဝင်တဲ့အဒီအဖွဲ့ခုနှစ်ဖွဲ့တွေကိုလည်းကိုကိုကိုစဉ်းစားကြည့်ပါအခုစစ်ခွေးတွေနဲ့နင်တို့ငြိမ်းချမ်းရေးရသွားလို့နင်တို့ပါတီတွေအားလုံး ရင်ချန်သွားပြီလားအခုဒီ NCA ထဲမှာပါဝင်တဲ့အဖွဲ့ခုနှစ်ဖွဲ့ကိုကြည့်လိုက်ပါဥပမာရခိုင်ပြည်လွတ်မြောက်ရေးပါတီလို့ပြောတယ်ရခိုင်ပြည်လွတ်မြောက်ရေးပါတီနာမည်ကမှလွတ်မြောက်ရေးပါတီနင်တို့စစ်ခွေးတွေရဲ့လက်ကနဲ့လွတ်ပြီလားအခုအရခတ်တတော်ဆိုရဟာနင်တို့ရခိုင်တို့မျိုးတွေစစ်ခွေးကြုံကနေမှလွတ်မြောက်ဖို့ရတဲ့အတိုက်ပွဲဝင်ပေးနေကြတာမဟုတ်ဘူးလား အခုနင်းတို့ပါတီတွေလှုပ်လိုက်လို့ဘဲရခိုင်လူမျိုးဘဲမွန်လူမျိုးလာဟူလူမျိုးဘဲပို့လူမျိုးကလွတ်မြောက်နေတာနင်းတို့မြင်တယ်လဲဒါကြောင့်အခုဒီနေ့ NCA ထဲမှာပါဝင်နေတဲ့ကျတို့လက်နက်ကင်တော်လန်ရဲတွေအားလုံး노ထာတင်ပြီနင်းအိမ်ထဲမှာအခုလောလောဆယ်ဆယ်နေနိုင်ပေမဲ့နင်းလွတ်လွတ်လပ်လပ်အပြင်ထွက်နိုင်သလား ဒါကြောင့်ဒီအစည်းအဝေးကတော့ကျောရတော်လာရဲတွေနဲ့ဖြေကိုရရှိမှာဖြစ်တယ်။မနေ့ကတင်းထမ်းမှာကျမပြောတယ်လို့ပဲဘလောက်ပဲပညာရှိရှိဘလောက်ပဲအစွမ်းပဲရှိရှိငါကတော့ကောင်းဆောင်ဘလောက်ပဲဖြစ်ချင်တယ်လို့ပဲပြောပြော တပည့်မရှိရင်ကောင်းဆောင်ဖြစ်မလာနိုင်ပါဘူးဒီလိုမျိုးခွေးကျပုရဲ့အုတ်ချုပ်ချင်းရဲ့အောက်မှာခွေးကျပုလိုရာကိုနင့်တို့ကိုနဖားကျိုးဆွဲပြီးမှလုတ်တဲ့အထဲမှာနင့်တို့တွားရအောင်နင့်တို့ရဲ့အရေအချင်းနင့်တို့ရဲ့အုံနောက်ဖွင့်ဖြူးမှုနင့်တို့ရဲ့ကြံစီမှုဒီဟာမင်းအွန်လိုင်းထက်အောက်ကြသလားဒါကိုစဉ်းစားကြည့်ပါမင်းအွန်လိုင်းလိုပဲနင့်တို့လည်းစဉ်းစားတတ်တယ်မင်းအွန်လိုင်းလိုပဲနင့်တို့စဉ်းစားတတ်တယ်သူ့ခေါ်တတ်တယ်လုံနိုင်တဲ့အစွမ်းစာရှိတယ်ဆိုလို့ရှိရင်ကိုနဲ့ အစ်င့်အတူတူဖြစ်တဲ့သူရဲ့အောက်မှာဘာကြောင့်နေချင်ကြသလဲเนาะဒါကြောင့်မင်းအွန်လိုင်းဆိုတာခွေးချဘူးဖြစ်လာဖို့ရန်အတွက် NCA ထဲမှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ခုနှစ်ဖွဲ့လိုမျိုးဘောမာတွေရှိနေတဲ့အတွက်ကြောင့်မင်းအွန်လိုင်းဆိုတာခွေးချဘူးဒီနေ့ဒီအချိန်ထိမြန်မာနိုင်ငံထဲမှာရန်ကားနေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်မင်းအွန်လိုင်းဆိုတဲ့ခွေးချဘူးမြန်မာပြည်ကပျောက်ဖို့ရန်အတွက်ကျွန်တော်တိုင်းရင်းသားတွေအားလုံးလက်သွဲဖို့ရန်အတွက်လိုအပ်ပြီးဆိုတဲ့အကြောင်းကြွပြောချင်တယ် ဆိုတော့အခုနောက်တဲ့ဒင်းတဲ့ပုတ်အနေနဲ့ကတော့အခုထိုင်းမှာကျင့်ပမဲ့ ကြည်ဝင်းနဲ့ပတ်သက်ပြီးတော့ NUG အပါဝင်အဖွဲ့အတော်များများကကန့်ကွက်စာတွေပေးပို့ကြတယ်စိုးရိမ်လို့လည်းပြောကြတယ်ကျွန်မအနေနဲ့ကတော့လုံးဝမစိုးရိမ်ပါဘူးတခုပဲစိုးရိမ်တာကလူသားချင်းစာနာတဲ့အကူအညီတွေကိုအမြဲပြင်ကို direct မဟုတ်ဘဲနဲ့စစ်ခွေးတွေဘက်ကနဲ့တဆင်ရောက်လာတယ်ဆိုလို့ရှိရင်တော့သူတို့ဘက်ကနဲ့ကူညီတာအစားအသောက်တွေလည်းဖြစ်နိုင်တယ်ပတ်စံတွေလည်းပါမယ်ဆိုတော့ဒီအစားအသောက်တွေကတော့ထားလိုက်ပတ်စံတွေကြတော့သူတို့ဒီစစ်ဘက်ကိုတုံးပြီးမှကျွန်တော်ပြည်သူလူထုတွေကို ဘုံကျဲတိုက်ခိုက်တဲ့အခါမှာတုံးပြုတ်နိုင်တယ်ဒါကိုပဲကျမကတော့စိုးရင်တယ်ဒီအပြစ်ရတာတွေမရတာတွေကတော့เนาะကျတော့အုံနောက်ထဲမှာထားဆရာမလို့ဘူးလို့ပဲကျမကအဲ့လိုမျိုးခံယူတယ်ဒီထိုင်းအစည်းအဝေးကိုဆက်ပြေးမှမပြောခင်မှာကျတော့ကိုမေးထားတဲ့ comments တခုကိုကျမဖြေပေးခြင်းတယ် ိုက်စားပါလေဆိုတော့ခွေးကျဖို့ကနေမှထိုင်းကိုတွားလွေဆိုလို့ရှင်တော့ဒီအပြည့်အခက်ရက်ဆေးချင်းကိုပြုတ်လုံမှဖြစ်တယ်လို့ပြောတယ်ပြုတ်လို့ရှင်သူစိတ်ပူတယ်လို့ပြောတယ်မပူနဲ့လို့တော့ကျမမပြောချင်ဒါပေမဲ့ကျမရဲ့ခံယူချက်အနေနဲ့တော့စိတ်ပူဆရာမလို့ဘူးဘာကြောင့်လဲဆိုတော့ခွေးတွေငိမ့်ချမ်းရေယူဒီဖြစ်စေမယူဒီဖြစ်စေဒီတိုက်ပွဲကတော့ဒီလိုတွားမှာပဲ ကျွတ်ရပီတူရီရဲ့လက်ထဲမှာအာနာအပိအဝမထဲ့ပဲမချင်းတော့ကျွတ်ရကဒီဒေါ်လာရဲကိုမနာတော့ဘူးဆိုလွန်ခဲ့တဲ့ဒီ60တုံးကလို့88တုံးကလို့မျိုးတွေဖြစ်သွားမှလဲစိုးရိမ်နေလို့ပြောတာဒီတိုက်ပွဲကအရင်တော့ကနဲ့မတူဘူးဆိုတာလည်းအလုံးတိပြီးတာဖြစ်လိမ့်မယ်အရင်တော့ကဆိုလို့ရှိရင်တပိတ်မောက်လိုက်တယ်ចောင်းသားတွေနည်းနည်းတည်သွားတယ် အခုဒီရွှေဝါရောင်တော့ကလည်းပဲเนาะရုံရင်ဆန်ကဖြစ်သွားတဲ့အသက်ပေးလိုက်တဲ့ဖုန်ကြီးတွေအများကြီးရှိတယ်ခွေးတွေနဲ့ရံမဖြစ်ချင်တော့ကျတို့ကအလျှော့ပေးလိုက်တယ်ပေါ့เนาะဒီလိုပဲအခုဒီ27ဒေါ်လာရဲမှလည်းစစ်ခွေးတွေကဒီလိုထင်တော့ပဲခွေးချပုကအာနာတိတ်လိုက်တယ် ဒါပေမဲ့ဒီဒေါ်လာရေးဟာဒါမဟုတ်ဘူး။ဒါကြောင့်ကျတို့ဒေါ်လာရေးအဲမိသားစုတွေလည်းကိုယ့်ရဲ့စိတ်ကိုပြင်ဆင်မှုတွေအများကြီးလုပ်ရမယ်ဒီတိုက်ပွဲဟာဘေးချိန်မှာပြင်းမလဲဆိုလို့ရှိရင်စစ်ခွေးတွေပပျောက်သွားတဲ့အချိန်ကျွားတို့ပြည်သူလူထုတွေရဲ့လက်ထဲမှာအာဏာအကုန်ရောက်သွားတဲ့အချိန်မှာဒီတိုက်ပွဲဟာပြီးမှာဖြစ်တယ်ဒါကြောင့်ဘလောက်ကြာမလဲဆိုတော့စစ်ခွေးတွေ ပပြောင်းတဲ့နေ့အထိကြာမှာဖြစ်တယ်ဆိုတဲ့အကြောင်းပဲကြွပြောပြချင်တယ်။ဘာကြောင့်လဲဆိုတော့အခုထိုင်းကဝန်ကြီးလဲအကြောင်းတည်သွားပြီဖြစ်တယ်။မလေးရှားဝန်ကြီးကလည်းခွေးချဖို့နဲ့တွေ့မယ်လို့တာပြောပေမဲ့သူ့ရဲ့ အကေဆေရဲ့အဖွဲ့ကြီးကပါမြန်မာနိုင်ငံကိုတွားကေဆေတဲ့အခါမှာလုံခြုံမှုမရှိဘူးလို့သူတို့သတင်းဌာနလွှင့်ထားတာဖြစ်တဲ့အတွက်ကြောင့်ခွေးတွေကတော့ဘလို့ဖြစ်တယ်လဲဆိုတာတော့သူတို့သိပြီးသားဖြစ်တယ်။ဒါကြောင့်အခုဒီငိမ့်ချိုင်းရဲ့နဲ့ပတ်သက်ပြီးတော့အများကြီးတော့သူတို့တိုက်တွန်းမှာပဲနင်တို့အားလုံးငိမ့်ချိုင်းရဲ့စကားပြောကြပါဆိုတဲ့ဥစ္စာတော့သူတို့လုတ်ပေးနိုင်တယ်။ဒါပေမဲ့ဒီချက်ပို့ပြီးမှတော့သူတို့ငို့တို့ကိုဘာမှမလုတ်နိုင်ဘူးလို့ပဲကြွားကတော့အဲ့လိုခံယူထားတာဖြစ်တယ်။ ဆိုတော့အခု now the din the boat အနေနဲ့ကတော့အခု Chinland Defense Force ကနေမှထုတ်ပြန်ထားတဲ့အောင်မြင်ချက်အကြောင်းပြောပြချင်တယ်။အခုဒီစကိုင်းတိုင်းကလေးမျိုးရဲ့ဒီမကွေးတိုင်းကန့်ကောမျိုးဒီစကိုင်းနဲ့ကန့်ကောလမ်းကြားမှာရှိတဲ့ခွေးစခန်း၄ခုကို ချင်းတော်လန်ရဲတွေဘက်ကနေမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။သူတို့ဒီဖွဲ့စည်းဖွဲ့လိုက်တာကတော့2024မိနစ်တုန်းကမှဖွဲ့စည်းခဲ့တယ်။ဖွဲ့စည်းခဲ့တာမကြသေးဘူး။ဒီနှစ်2025 February လကနေမှစတင်တိုက်ခိုက်ခဲ့တာ။နလအသွင်းထဲမှာဒီကန်ကောနဲ့ကလေးချားမှာရှိတဲ့ကန်ဘာနီစခန်း၊မန်တော့စခန်း၊အောင်တာယာအရှင်းနဲ့အနောက်စခန်း ပြူစောတီဆိုမထားတဲ့ဒီကြံတာစခန်းဒီလေးခုကိုနလအသွေးမှာပဲတိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တဲ့ဖြစ်တဲ့အဲ့ဒီထဲမှာလက်နဲ့ခဲရန်တွေလည်းပဲအများကြီးရရှိခဲ့တာဖြစ်တဲ့ဒီလိုမျိုးဒီစခန်းလေးခုကိုတိမ့်ပိုက်ရရှိခဲ့တဲ့အချိန်မှာစစ်ခွေးတွေဘက်ကနေမှဒီလေရင်နဲ့ဘုံအပေါင်းတထောင်းတဲ့နော်နဲတာမဟုတ်ဘူးတထောင်းဘုံလာကျဲခဲ့တာဖြစ်တဲ့အရတ်သား15ဦးတည်သွားတယ်အယောက်40ကတော့တန်ရာရရှိခဲ့တာဖြစ်တဲ့ပြီးတော့ဆေးရုံဒီကြောင်းဒီပြည်သူတွေပိုင်တဲ့ အဆောက်အုံဒီကျေးရွာပေါင်ဆက်နှစ်ခုထဲကအိမ်ချေအလုံး60ကျော်ပျက်စီးခဲ့တာဖြစ်တယ်ဆိုတော့ပြီးတော့အိုက်ဆက်နေရွာထဲကနေလူ1000လဲစစ်ချောင်းထွက်ပြေးနေတယ်ဆိုတော့သိရတယ်ဆိုတော့ခဏတော့ပြောလို့ DNCA ထဲမှာပါဝင်နေတဲ့လက်နက်ကင်တော်ရလာကြီးဒီလေဒီကိစ္စတွေကိုအများကြီးထည့်စဉ်းစားပြီးမှအစီအဝေးကိုတက်လာကြပါလို့ကြွားပြောချင်တယ်နော်ပြီးတော့လေအခုဖြူစိုးသီးဒီစိုးမိုးထားတဲ့ထိမ့်ချုပ်ထားတဲ့ယွာတွေကိုလည်းဆက်လက်ပြီးတော့ ိုက်ခိုက်သွားမယ်ဆိုပြီးမှ Challenge the Fence Force ကနေမှထုတ်ပြန်ထားတာဖြစ်တယ်။ပြီးတော့နောက်တစ်ခုကတော့အခုလောင်ကျွမ်းနေတဲ့ဘောမာတယောက်ရဲ့ video file ကိုနားထောင်ကြည့်ရအောင်နော်။စစ်သားဆိုတော့လေတမလို့တခုခုဖြင့်အသေးနာအခုလည်းကြည့်တမလို့မှာဟုတ်လားတမမှုအစင်းတွေပြူဝမှုတွေလက်နဲ့ချတယ်ဖန်ခံတယ်ကျွန်တော်ပြောချင်ပါခင်ဗျားတို့မချက်ဘူးအမိန်ပင်ဟဲ့ငါတို့ရအောင်ချမယ်ဆိုရင်ရဲဘော်ကဘယ်မှမဖြစ်ဘူးခင်ဗျားတို့ကိုယ်တိုင်ကြောက်နေတာစစ်မတိုက်တတ်ဘူးလား အဲ့တော့ခမရတို့ခါမှချိန်ပြေးရတဲ့ပစ္စတို့ဒီတကယ်လုံးဝဖြစ်လာပြီဆိုရင်ခမရတို့တိတ်ခါဆဲဖို့ကိုကူကိုတတ်တည်ဖို့အဲ့ပစ္စတို့ပေးရတာအလားရှိခိုင်းတာမဟုတ်စစ်သားတွေကိုစစ်ထုတ်ပါရှေ့တန်းကပြန်လာလို့ရှင်ဖက်ထိတ်ခိုင်းတာရယ်ဆယ်မျိုးဆယ်ပေါင်းစိုက်တဲ့အုတ်ခဲဆေးတုတ်ခိုင်းတယ်မွန်းမှန်တင်တန်းနေဆိုတာလည်းမရှိဘူးပြီးတော့ကျုပ်တို့စစ်သားတွေကိုအပြင်မှာရက်တီနေတယ်ပယံဆရာအဆင့်လောက်ပတ်စံပေးရင်ကိုလာတာလေးပေးရင်ကိုစစ်သားတွေကတေးရဲတယ်နေရဲတယ်တိုက်ရဲတယ်ဗျာ ပြည်သူပြည်သူဆိုပြီးအချိန်ပြည့်ပြည်သူပဲကြီးကြည့်မနေပါနဲ့တို့တို့အောက်ရှိစစ်သားတွေကိုလည်းကြည့်ပါအဖမ်းခံရရတော့ဘာဖြစ်ပဲမချက်ဘူးလားခင်ဗျားတို့မချက်တာရင်းကြည့်ညမတက်မော်ရဲ့တမန်ကဘာမှတိတ်ခါကြတယ် အခုဒီဒီတယောက်ကိုမမိကြလားမသိဘူးတခါကျမဗီဒီယိုထဲမှာလည်းတင်ပေးခဲ့ဘူးတယ်ပတ်စာမရလို့ byte စာနေတယ်ဆိုပြမှာ all ငိုနေတာအခုကျတော့စစ်ခွေးတွေကိုထောက်ခံနေတယ်ဒီနေ့စစ်ခွေးတွေကိုထောက်ခံလို့အဆင်ပြေတယ်ဆိုတာမရှိဘူးခွေးတွေနဲ့ရောနှောတဲ့သူတွေတာအဆင်ပြေတာစစ်ခွေးတွေရဲ့ဘောကိုတာအရာလဲမပေးတဲ့လူက လွဲရင်စစ်ခွေးဘောမပေးဆိုလို့ရှိရင်တော့ဘယ်တော့မှသမင်မနှက်မှမယ်လို့မင်းတို့မထင်ကြနဲ့ပြီးရင်နောက်တစ်ခုကတော့ကြွအမြဲတမ်းပြောတယ် စစ်ရှုံးတော့မယ်ဆိုတာသိလို့ရှိရင်ကိုကိုကိုတတ်တယ်ပါလို့ပြောတယ်အခုကျတို့မြန်မာနိုင်ငံမှာစာဝတ်နေရခက်ခဲနေတယ်နင်တို့ခွေးတွေကိုကျွေးရလို့ငါတို့အယံဝင်လဲတယ်ရင်းတို့လည်းကျမပြောခဲ့တယ်ကျွတ်စကားကိုနားမထောင်ဘူးဆိုတော့အခုကျွေးကြီးလည်းပြောပြီနော်ဒီနင်တို့ခါးကြမ်းမှာထည့်ထားတဲ့ pistol ကတော့နင်တို့ကိုနင်တို့ပြတ်တတ်တယ်ဖို့ဖြစ်တယ်တဲ့နော်ဒီတိုင်းပဲလောက်ကြပါအမဘယ်နင်းတို့တွေ့တဲ့နေရာထိုက်ခင်းလဲကျတို့က ပြင်းစစ်ချာမလို့ဘူးနင်းတို့ကိုစောင့်ချာမလို့ဘူးနင်းတို့စားမဲ့သမင်းတွေခွေးတွေကိုကျွေးလိုက်ရင်ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ရက်ရွာကိုကြိပေးတဲ့ခွေးဖြစ်လာနိုင်တယ်ဒါကြောင့်နင်းတို့တတ်တယ်လိုက်တာအဆင်ပြေတယ်အရန်ရှုပ်တယ်နင်းတို့ကနင်းတို့ကကို့အတွက်လည်းအကျိုးမရှိသလိုနင်းတို့ကိုဖမ်းထားတဲ့သူတွေအတွက်လည်းအကျိုးမရှိဘူးအကုန်သိသွားကြတာအဆင်ပြေတယ်နော်ပြည်သူတွေအားလုံးစက်မပြည့်ရှိကြပါစေ